ရေတက်များအားလုံးပဲမင်္ဂလာပါရှင်။နန်းရွယ်ချန်နယ်နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဆက်လက်လေးမစတင်ခင်မှာတော့ like and subscribe လေးလုပ်ပြီးတော့ VPN လေးလည်းဖွင့်ပေးကြအောင်နော်။ဒီကနေ့လာရောက်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အမွာညီမနှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်ရှင်။တခါကကျင်းရလေးတယောက်မှလင်မင်းနှစ်ယောက်ကသမီးမင်းကလေးအမွာလေးနှစ်ယောက်မွေးဖွားလာခဲ့ပါတယ်။မအေဖြစ်သူကတော့သမီးလေးနှစ်ယောက်တလားပြည့်တဲ့ချိန်မှာပဲဆုံးပါသွားခဲ့ပါတယ်။ဒါကြောင့်မလို့ ဖေဖြစ်သူကပဲသူတို့နှစ်ယောက်လုံးကိုကြွေမွေးဆောက်ရှောက်လာရတာပါ အမဖြစ်သူရဲ့နမရတော့ကြဖြူလို့အမြင်ရပြီးနမနဲ့အမြလူလေးကလည်းလာပါကံစိတ်တဘောထားဖြူစင်မြင့်မြတ်လာပါတယ်ညီမဖြစ်သူရဲ့နမရတော့ကြညိုလို့အမြင်ရပြီးအမွာလို့ဆိုပေမဲ့ကြညိုကတော့မျက်လုံးတစ်မျိုးကြီးဖြစ်နေခဲ့ပါတယ်ကြအပြင်သူကမနာလိုဝင်တုပ်စိတ်တွေအရင်များခဲ့ပါတယ်ပြင်းကလည်းပြင်းတနေ့တနေ့ဘာမှမလုပ်ဘဲ လင်းရှာဖို့တခုတည်းသာကျူးစာပန်းစာလှုပ်ဆောင်နေခဲ့တယ်။ရိတ်သက်တို့ရဲ့အသည့်ထဲမှာဒီလိုမျိုးမိန်းကလေးရှိလားရှိတယ်ဆိုရင်လည်းကောမန့်မှာဝင်ရေးသွားကြအောင်နော်။ကြာညောတော့ကြာပြောအငြင်းတမ်းမနာလို့ဥတိုနေခဲ့တာအရွယ်ရောက်လာတဲ့ချိန်ကြည့်ပါပဲ။သူတို့အဖေကတော့လောက်ကင်စားတော့တက်တဲ့လူတယောက်မို့လို့သူတို့အနေအကို ကြည်ပြင်းလောင်ကောင်းကောင်းကျွေးမွေးဆောင်ရှောက်လာနိုင်ခဲ့ပါတယ်။ကြာပြောမင်းကဘာလို့ငါ့ထက်ဒီလောက်တော့လာနေရလဲ။အမှန်ဆိုရင်ငါတို့နှစ်ယောက်လုံးကအမွားတယ်လေ။ အေးပါကြည့်ထလိုက်နေငါတဲ့ယောက်ျားကောင်းကောင်းရလွားတော့ငါ့အကြောင်းသိမိသားမတ်ကြာညွန်ပါရစင်စားနေရတော့ညီမလေးရဲ့အမလေးလက်လိုက်တာကြာဖြူရဲ့လာလာလဲအသက်မပေးပါမပေးနဲ့အမေသူကပဲလက်နဲ့ရှိသေးတယ်ငါ့အော်ကျဲအော်ကျဲနဲ့လာစီချင်တာလားနေကနောက်တနေ့မှာတော့သူ့အဖေကသူတို့နှစ်ယောက်ကိုစေးသွားရောင်းခိုင်းလိုက်ပါတယ်အကိုတို့အမတို့ဟင်းချက်စရာဝယ်သွားအောင်လေတင်မစင်းတန်တန်လေးနဲ့လက်လက်ဆက်တွေရမယ်နော်ဟင်းတွေစေးတစည်းဝယ်တစည်းလက်ဆောင် မစည်းဝဲတစည်းလက်ဆောင်နဲ့ရသွားမှာနော်အားလုံးလာဝဲကြပါစေးတန်တန်လေးနဲ့လက်လက်ဆက်ဆက်တွေစားရမှာနော်လာဝဲသွားကြပါမတို့ကိုတို့ရှားဖြူရဲ့နင်ပါတယ်အလောက်အောနေရတော့ရှေ့တမန်အတန်အကုန်လုံးအောနေငေတမပါနေပြီဟာငါတော့နာကြီးလာပြီတိတ်တိတ်နေစမ်းပါဟာကြာညိုညီမလေးဈေးရောက်တယ်ဆိုတာဒီတိုင်းပစက်ပိတ်ပြီးညိန်နေလို့ရောက်ရမှာမဟုတ်လေညီမလေးရဲ့မလေးဝဲချင်းဝဲမဝဲချင်းနေငါစိတ်ဝင်စား တီလိုနဲ့ခဏကြာလာတဲ့ချိန်မှာတော့ကြာဖြူဟာဟင်းနေအကုန်လုံးရောင်းထွက်ပြီးလို့ငားနဲ့ကြအူလေးပဲကြံခဲ့ပါတယ်။ဟေးကြာဖြူနင်မတော်မလို့လို့။အော်ပြန်တော့မလို့လေ။ဟင်းနေလည်းကုန်သွားပြီဆိုတော့ပြန်တော့မယ်။ကျန်တဲ့ဟင်းတွေတော့အဖေကပဲပြန်ပြီးအောင်ချက်ကျွေးလိုက်တော့မယ်လေ။နင်ဘလို့ပြန်မလဲ။ငါစီရမချွတ်သေးတာနင်မတွေ့ဘူးလား။ကြာညိုငါနဲ့ကိုပြောသားပဲ။စီရောင်းတယ်ဆိုတာကပတ်ဆက်လောက်ရတယ်လောက်ရတယ်လို့ နေရပဲငုတ်တော့ဤထိုင်းညာလေဘသူကလာဝဲမှာတော့တော်ပြီတော်ပြီငါနားမထောင်ချင်ဘူးအဲ့ပက်ဆန်ပေးငါယူပြီးတော့အဖေကိုတော့ပေးလိုက်မယ်ပြီးတော့သွားပြီးတော့ချက်ပြုတ်စားတော့လိုက်အောင်မယ်ငါပိုက်စားလာပြီနေငါဇာတိဟင်းနေရောက်လိုက်နေရရောက်တဲ့နေရာမှာအရင်တော်နေရမလားကြံညိုကလည်းကြာဖြိုစရာပက်ဆန်ယူပြီးတော့အဖေဖြစ်သူသွားပေးလိုက်ပါတယ်ကြအပြေအဖေဖြစ်သူကြာဖြိုဟာဈေးမရောတတ်ဘူးဈေးရောက်တာလည်းမပြောမစုံနဲ့ငုတ်တော့တာထိုင်နေတယ်လို့ပြောပါသေးတယ်အဖေကျမ ။သမီးဟင်းရောင်းပြရရလာတဲ့ပတ်စံနေတွေ့လားသမီးစီရောက်တာဘလောက်တော်လဲဆိုတာ။ဟုတ်ပါငါသမီးကတော်လိုက်တာ။ဒါနဲ့ကြဖြူရောမလာသေးဘူးလားသမီးရဲ့အမလီအဖေရဲ့အခုချိန်ကြီးဟင်းသီးဟင်းရွက်တွေတခုမှမရောက်ရသေးဘူး။သမီးပြောလဲနားမထောင်ဘူး။သူများလည်းမကြည့်ဘူးအဖေရဲ့သူများတွေဘလို့ရောက်လဲဆိုတာဘာလို့ဒီကလေးမှဒီလိုဖြစ်နေရလဲမသိပါဘူးအဖေရဲ့ပြန်လာပါစေဦးငါကောင်းကောင်းကြီးကိုဆုံးမလိုက်အောင်မေအဖေသူ့ဒီအိမ်မောင်းနေမောင်းချလိုက်မကောင်းလားအေးပါ သူအိမ်ရရင်ဘယ်လိုလှောက်ရမလဲဆိုတာသိလာလိမ့်မယ်ဒီလိုနဲ့ကြအောင်လောက်နေတဲ့ချိန်မှာတော့ကြာပြောရလဲအိမ်ကိုရောက်လာခဲ့ပါတယ်သူအိမ်ရောက်ရောက်ချင်းမှာပဲအဖေဖြစ်သွားတယ်လို့မေးလာပါတယ်ကြာပြူဘလို့လဲစေးရောက်တာအစ်စ်မပြေလို့လားငါသမီးလှုပ်ပြီးမင်းဘာလို့ဒီလိုနေဖြစ်နေတာတော့နင့်ညီမကြည့်လိုက်စမ်းပါရောင်းရောင်းအကုန်ရောင်းလို့ကုန်တယ်အမဖြစ်ပြီးတော့သူ့ရဲ့ခြေရလေးတော့မမီဘူးဘာမှအသုံးမကျအောင်နင်ကလေအဖေအဟားသမီးနင်ဘာမှဆင်ချင်လားပေးမနေနဲ့နောက်တဲ့တကတီလို့ထပ်မလုံမိစေနဲ့ မဟုတ်တော့တာငါဟင်းသိဟင်းရွက်တဲ့အစမင်းကိုရောင်းပလိုက်မှာအဖေသမီးပြောတာနားထောင်ပါအောင်ဘာမှဆက်ပြောနေစရာမလိုဘူးသွားသမီးဟင်းတွေသွားချက်တော့သူ့အဖေကလည်းအသက်ကြီးပြောအချိန်မစီဘူးကြားပြန်အဖေဖြစ်ပြောတာသမီးတွေပေါ်မမြတ်ကြဘူးတာသမီးရှင်ပြတာလည်းနားမထောင်ဘူးနားတစ်ဖက်ပဲပါတယ်နှစ်ဖက်မပါဘူးဆိုတာတာမျိုးကိုပြောတာပေါ့ဒါပေမဲ့ကြာပြောတော့သူ့အဖေဘလောက်ပဲသူ့စူနီဆဲနေပါစေသူ့အဖေစားဖို့တောက်ဖို့အတွက် 調査ပန်းစားတဲ့ထမင်းဟင်းတွေချက်ပြုတ်ပြင်ဆင်ပေးနေပါတယ်။မမလီပါပဲလှုပ်လှုပ်ငါပဲဟင်းသီးရွက်တွေခုလဲငါထမင်းဟင်းတွေချက်လဲငါစီရောင်းပြန်တော့လဲငါစုခံရတော့လဲငါဒါပြအကောင်ကမမြင်သေးဘူးဒါတော့ချက်ပြုတ်ပြင်ဆင်ပြီးတော့အဲ့ပီရင်နှစ်ပါးကိုသွားကျွေးရသေးတယ်။ချက်ကလည်းချက်ရပေးသေးတယ်ခုလဲခုခတ်ပေးရသေးတယ်။ထမင်းစားဖို့ကြွလို့ရပါပြီရှင်ဒီကောင်မှတော့ဘလို့ပြောနေရတော့နင်ကောင်းကောင်းမပြောကြောက်လား ငါအိမ်ပေါ်နေခြေထောက်နဲ့ကန်ချလိုက်ဦးမေအမလီအဖေရဲ့သမီးတို့အိမ်တိုင်းအမလေးတိုင်ထဲနဲ့နှိမ့်နှိမ့်လေးဘလောက်ကန်ကန်ဘလို့လောက်အောက်ကျသွားမှာတော့အဖေကြည့်အောင်သူအဖေပြောနေတာသူစိတ်ဝင်စားမနေနဲ့စားစားစားတေးပြီနေမိသွားလားဘယ်မှာလဲရှာ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 သမီးလေးပါရီရှာနေရတော့ကွအဖေရဲ့ဟင်းကောင်းရှာတာပေါ့ဘယ်ဟာစားရမမသိဘူးဟင်းကောင်းတယ်လေတကွမှမပါဘူးကြပြုနင်ကအလကားလာထိုင်ကြည့်မနေနဲ့ ငါဘယ်ဟာစားရမှာလဲကောင်းပြောစမ်းအာနင်းကိစ္စအကောင်လုံးကြောက်ငါချက်ပြုတ်ပြင်းစင်ပေးပြီးပြီစားချင်စားမစားချင်နေအမလီဟုတ်သားပဲနော်လူတွေကလည်းအကောင်လုံးကြောက်အောင်ချက်ပြုတ်ပြင်းစင်ပေးပြီးတော့ခုခက်ကြွေးပြီးပြီပါဆက်သေးချက်ဖို့အရေးဟိုဟာတရားလာပြောနေသေးတယ်ဒီလုံးနဲ့နောက်တနေ့မှာတော့သူတို့ညီမနှစ်ယောက်ကမြက်သွားတိုးဖို့တော်တဲ့ကိုရှောက်လာခဲ့ပါတယ်သူတို့ရှောက်လာနေတုန်းကပဲလူတယောက်ကတပင်အောက်မှာမူးလဲနေအောင်တွေ့သွားခဲ့ပါတယ် ပုသူတို့ဟာဒီနားမှာလာအိတ်နေသူတို့နှစ်ယောက်ကလည်းကောက်လေးရဲ့မျက်နှာကိုဆဲကျင်လိုက်တယ်အမလီချိုးလိုက်တာငါကြိုက်တယ်ငါရှို့မှာနော်ကြပြူခြာညိုရဲ့သူ့အသက်ကိုအရင်ကဲပါဦးသိမလားရှင်မလားတော့မသိသေးဘူးယူဖို့လောက်စဉ်းစားနေ तू ကချောတာ哦ဟာငါလည်းရချင်တာပေါ့သွားမယ်သွားမယ်သူ့ကိုအင်ခေါ်သွားရအောင်ဒီလိုနဲ့သူတို့ညီမနှစ်ယောက်ကလည်းကောက်လေးကိုခေါ်ပြီးတော့သူတို့အိမ်ပြန်သွားခဲ့ပါတယ်သူတို့အိမ်ရောက်ပြီးမကြခင်မှာပဲကောက်လေးက နူးလာခဲ့ပါတယ်။နူးနူးချင်းမှပဲကောင်းလျာကြာပြူရဲ့အလားတေကိုစွဲမက်ကမျက်လုံးနဲ့မကွာနိုင်အောင် ကြည်နေခဲ့ပါတယ်။ကြာပြူရဲ့အလားကိုကြည်နေပဲသူ့ရဲ့အိပ်ပျော်နေတဲ့နှလုံးသားတွေအားပါနူးထလာခဲ့ပါတယ်။အဲ့ချိန်မှာကြာပြူနဲ့ကြာညိုတို့ညီမနှစ်ယောက်ကသူ့ဘဲနေလာပြီးပဲသွားမလို့ဘာလို့ဒီတစ်ပင်အောက်မှာလာအိပ်ပျော်နေရလဲဆိုတာမိမ့်မြန်တော့တာပေါ့။အခုငါနင်းချက်အရင်မိမ့်မယ်ကြာပြူ အကူရဲ့နာမည်ကဘလို့ခေါ်လဲဘယ်သွားမလို့တော့ပါလို့အဲ့ဒီတပည့်အောင်မှာသွားအိမ်ညာတော့အော်အကူရဲ့နာမည်ကတီဟပါအကူကျမပါလာလောက်တာလေအကူကခီးသွားတယောက်ပါဒီဖက်လာရင်းနဲ့စားတော့ဆရာတွေကလည်းကုန်ပြီဆိုတော့လမ်းလျှောက်လာတာလည်းပင်ပန်းလာတာနဲ့တရေလစ်သွားခဲ့တာပါကန်ကားလို့ညီမတို့နှစ်ယောက်ကအကူကယ်တင်ထားခဲ့တာဒါနဲ့ညီမတို့နှစ်ယောက်ရဲ့နာမည်တွေရောဘလို့ခေါ်ကြလဲကျမနာမည်ကတော့ကြာညိုပါ အမကြဖြူရဲ့ညီမအမအခုစားဖို့အတွက်ထမင်းရင်းတွေသွားပြင်ဆင်လာလीသွားညနေဆောင်လာတဲ့ချိန်မှာတော့ကြဖြူထမင်းရင်းတွေကလည်းအကုန်အစင်တိတ်ပြက်နေပြီးစားဖို့တော့ဖို့အတွက်ပြင်ဆင်လာခဲ့ပါတယ်ကြဖြူရဲ့ဟင်းချက်လက်ရာအရန်ကိုကောင်းကောင်းကျက်အတွက်တီဟညီးချီတာနဲ့တည်းချက်ချင်းအသေးဆွဲသွားစေခဲ့ပါတယ်အန်လီကြဖြူကရုပ်ရည်ချုံမလာပါတဲ့အပြင်ထမင်းဟင်းချက်တာလည်းအရန်ကိုရတာရှိတာပဲ อืมဒီတိုင်းမှာပဲကိုအလောက်လဲမဟုတ်ပါဘူးကြာညိုလဲသမီးချက်တာအရန်ကောင်းတာနော်မနေ့ကအကိုညီးဖို့အတွက်ကြာညိုချက်ပေးမယ်နောက်တနေ့ရောက်လာတဲ့အချိန်မှာတော့ကြာညိုကလဲဆော့ဆော့စီစီချက်ကသူ့လက်ဆွဲပြဖို့အတွက်မီးဖို့ကြောင့်ချက်ဝင်ပြီးချက်ပြောင်းပြင်ဆင်နေခဲ့ပါတယ်ချက်ပြောင်းပြင်ဆင်တဲ့အချိန်မှာသူ့လက်ရလဲရလဲမစိုးနော်ချက်ဥကြော်တာကလဲမဲတူးချိတ်ညာကိုကြော်နေတယ် မလေးငားကြော်တာလေငားကင်ဆိုင်ပဲမဲတူးလို့ပဲဆူးလို့တော့ခင်းချက်တဲ့ချိန်မှာလေရီးရလေအိုးအပြည့်ပဲနော်အိမ်သားတွေရှိတာမှ၃ယောက်ဧည့်သည်နေဆိုရင်၄ယောက်ပဲအဲ့ရေအိုးအပြည့်နဲ့တောင်သူကစားအောင်ငန်းအောင်ချက်နိုင်သေးတယ်အမလေးဒီလိုဟင်းချက်လိုက်ရနေဆိုရင် သူတီတက်တက်အောင်ယောက်ျားရအောင်မလားမသိဘူးနော်မိန်ကလေးတွေကသမီးမချက်တက်ကြအောင်ကုံယူနေရမယ့်အရာမဟုတ်ပါဘူးရှင် မင်းကလေးဆိုတာထမင်းရင်ကောင်းကောင်းချက်ပြုတ်တက်ရပါမယ်ရှင်ဒီခေတ်မှာအရန်ကိုခင်မီတိုးတက်နေပြီးယောက်ျားလေးတွေနဲ့ရင်ပေါင်တန်းနိုင်ပြီးမိဖို့ကြောင့်ထဲမှာနေပြီးတော့ထမင်းရင်ချက်ပြုတ်နေဆရာမလို့ဘူးဆိုပေမဲ့မင်းကလေးဖြစ်တဲ့အတွက်ထမင်းရင်တော့ကောင်းကောင်းချက်ပြုတ်တက်ထားရပါမယ်ရှင်ကြာညိုကလည်းစူးစားပန်းစားနဲ့ချက်ပြုတ်ပြင်ဆင်ပြီးတဲ့ချိန်မှာခူးခက်လာပြီးတော့တီဟောက်လာကြွေးပါတယ်တီဟောက်တလုံးကြီးကြီးလိုက်တဲ့ချိန်မှာတော့ ဘလူးကိုတံပြာတီးကျွေးထားတဲ့မျက်နှာဖြစ်လာခဲ့ပါတယ်ရှင်။ကိုတီဟာဒီနေ့ကလေဂျာညို9နိုင်ကလေးချပြောကိုတီဟာကျွေးမွေးဖို့လာချက်ပြုတ်နေတာ။ဒီမှာဂျာညိုချက်တာကချက်ဦးကျော်ငါးကျော်ပြီးတော့အာလိုဟင်းမကလာတီဟင်းရေအယိုဟင်းတော့မဟုတ်နော်။ဘလို့လဲအရသာကောင်းရလား။အမလေးလေးလေးကောင်းတာပေါ့။အရန်ကောင်းလို့လို့လေး အလုံးမောမောပန်းပန်းလှုပ်လာပြော လာစားလိုက်ရင်လေမလေးအလုံးလှုပ်ဖို့တောင်ပြင်းသွားတယ်ညီမရေဆိုင်းနဲ့လေဟိုအခုဘိုက်အောင်လာတလို့ပဲခဏလေးနော်အခုအိမ်သာသွားလိုက်အောင်မေဂျာညိုစားနဲ့လေခဏနေမှာအခုပြန်လာခဲ့မယ်နော်ကိုတီဟကိုတီဟပြန်လာအောင်လေဂျာညိုကကြိုးစားပန်းစားနဲ့ချက်ပြုတ်ထားတာကိုတီဟအမလီဘလိုမိန်ကလေးမန်းကိုမသိဘူး ငါကြော်တာလဲမဲတူကျုပ်ဥကြော်တာလဲပြာမုံကိုဖြစ်ညာပဲမလေးရေဒါပြင်အာလုံးခင်းရီမကလာသေးရင်ရီတွေနဲ့ချစ်စူးညာပဲတောင်ညာငါလာစားခိုင်းနေသေးတယ်ငါလဲငါ့ရဲ့အကန့်တရားပဲဟေးတော်ပြီတော်ပြီငါမြန်ပြန်မှဖြစ်တော်မီဒီတိုင်းသာဆက်နေရာငါဒရိတ်ဆက်မဲဖြစ်မလားပိန်မြော့ပဲတိမလားဟုတ်မသိဘူးဒါပေမဲ့ငါဒီတိုင်းပြန်လာတော့မဖြစ်သေးဘူး ကြဖြူငှက်ရင်တွင်စကားတွေမပြောရသေးဘူးငှက်ရင်တွင်စကားတွေအခုချက်ချင်းသူ့ကိုပြောမှဖြစ်တော့မယ်ဒါနဲ့ကြဖြူကပယ်တယ်သူကနေရတော့သူ့ကိုလည်းမမြင်ပါလားရိတ်သက်များရှင်ဘူးစာဆိုတဲ့အချိန်တီဟာကြဖြူပင်နာရှိလို့ရှင့်မဲမသိပဲလိုက်ရှာနေခဲ့ပေမဲ့ရှာရင်ရှာရင်နဲ့ကျောင်းတပင်းနားမှာခြိုင်နေတဲ့ကြဖြူတွေ့သွားခဲ့ပါတယ်ဒါနဲ့ပဲတီဟာကြဖြူနဲ့တူတူထိုင်ဖို့ခွင့်ကြောင်းလိုက်ပါကြဖြူ ဒီမှာဘာထိုင်လောက်နေရတော့။အော်ဒီတိုင်းပဲထိုင်နေတာပါ။အခုကမိုးရသည်ဆိုတော့ဘဲမှလည်းသွားလို့မရဘူး။မြစ်သွားရမယ်ဆိုတော့လေတောင်တရချော့တယ်လေ။အဲကြောင့်မလို့ဒီမှာလာထိုင်နေတာ။ကြာလဲကောင်းပါတယ်။ကြာဖြိုတန်းမြစ်သွားရတယ်ဆိုရင်အကိုကြာဖြိုနဲ့တွေ့ရတော့မှာမဟုတ်ဘူး။အကိုကကြာဖြိုကိုကျေးဇူးတင်စရာလာပြောချင်လို့ပါ။ပြီးတော့အကိုကြာဖြိုဆက်ဆက်မြင်တဲ့ချိန်မှာပဲကြာဖြိုကိုချစ်မိသွားခဲ့တယ်။ မြင်မြင်ချင်းအချစ်လို့ပြောရမှာပေါ့အဲ့နေ့ကစပြီးကြဖြူရဲ့အလတရားတွေကိုရင်ထဲမှာပကြောမှာပျောက်ကွယ်မသွားနိုင်ခဲ့ဘူးကြပါမယ်အကိုကြဖြူနဲ့ခွဲရတော့မယ်အကိုကြဖြူမခွဲနိုင်လို့ကြဖြူကိုချစ်တယ်ဆိုရင်ကိုနဲ့တခါတည်းလိုက်ခဲ့ပါလားကြဖြူကိုရဲ့မိဘတွေကချမ်းသာတဲ့မိသားစုမဟုတ်ပေမဲ့အကိုကလှုပ်ချင်ကန်ချင်တဲ့စိတ်စူးစမ်းချင်တဲ့စိတ်ရှိပါတယ် ကြာဖြူတွက်ခါရမှာတော့မစိုးရင်ပါနဲ့ကြာဖြူရဲ့ကြာဖြူအခုကိုချက်ပါတယ်ကြာဖြူကလည်းအခုကိုမြင်မြင်ချက်မှာပဲအခုကိုသဘောချခဲ့တယ်ဒါပေမဲ့အခုသာကြာဖြူတကယ်လိုချင်နေဆိုရင်အဖေစီမှာတွားတောင်းမှာနော်ကြာဖြူကလည်းအခုအပေါ်မြစ်တာရှိနေတဲ့အတွက်အခုကျေးဇူးတင်လိုက်တာကြာဖြူရဲ့ဒါဆိုရင်ကြာဖြူအဖေစီအခုအခုပဲခွင့်တက်တောင်းလိုက်မယ်နော်အဲ့ဒီချိန်မှာ ကြာညောကလည်းပေးနာနေပြီးတော့လာချောင်းနားထောင်နေတဲ့အတွက်သူတို့နှစ်ယောက်ချစ်ကြိုက်သွားတာကိုကြားလိုက်တဲ့ချိန်မှာသူတော်တော်စိတ်တူသွားခဲ့ပါတယ်။ဒီစကားကိုကြားရတာအရန်ကိုနာကျင်ရတာပဲ။ကြာပြူမင်းကဘာကိစ္စငါနဲ့အရေဟာတားနေရတာလဲ။ငါလုံးဝလက်မခံနိုင်ဘူး။ဒီတစ်ခါတော့နေငါထက်လုံးဝတားလို့မရဘူး။သူတို့နှစ်ယောက်အချင်းချင်းမြတ်တာများနေတော့တီဟာလည်းကြာပြူတို့ရဲ့အဖေစီကိုခွင့်လာတောင်းခဲ့ပါတယ်။အဖေဟုတ် အဖေရဲ့သမီးနဲ့ကျွန်တော်နဲ့အချင်းချင်းမြေတားမြနေကြတာပါဒါကြမလို့အဖေအစ်မလာခွင့်တောင်းတာပါအဖေပြီးတော့ကြဖြူရဲ့တင်တောင်းငွေအဖေဘလောက်တောင်းမလဲအဖေနင်တို့နေရောက်သက်ဆောင်တိုင်တီတူတူချစ်ခင်ကျင်နာစွာနဲ့ပေါင်းဖက်သွားဖို့ပဲအဖေဆွတောင်းပေးပါတယ်တယောက်ပေါ်ကြောက်လဲရမဖြစ်ကြပါနဲ့နင်တို့နေရောက်ကျင်ကျင်နာနာနဲ့တသက်တာလုံးချစ်ချိုက်သွားရင်ကိုအဖေကျင်နေပါပြီ ကြာဖြူရဲ့တင်သားဝင်ရောတော့อืมရွှေနပိတ်တာငွေ3000နဲ့စင်တော်ပါပြီအမလေးတွေ့ပါပြီဘလို့လဲငါရဲ့တမတ်လေးရဲ့အမလေးရဲ့ငါအလိုလိုနေနဲ့တမတ်ရတော့မယ်ဟုတ်ကဲ့ပြီရပါတယ်ဒါစင်ရက်ကောင်းရက်မြတ်ရှာလိုက်ကြရအောင်လေအိမ်ကိုလာခိုးနားထောင်လိုက်တဲ့အချိန်မှာသူ့အဖေကလည်းသဘောတူနေတဲ့အတွက်သူ့ပူပြရင်ကျိုးခဲ့ရပါတယ် ကြာညိုပါရီဆက်လုံးမလဲဆိုတာနည်းနည်းတူတူစကြေကြရအောင်ပါရှင်ဒီလိုမျိုးတော့ငါလုံးဝဖြစ်မခံနိုင်ဘူးငါတကူကူကိုစီစစ်မှရတော့မယ်တိလုံနဲ့တော့လည်းအကျန်စီဒီထုတ်နေခဲ့ပါတယ်မနေ့ရောက်လာတဲ့ချိန်မှာတော့ဆော့ဆော့စစ်စစ်ကြပြိုလာခေါ်ပြော့တော့တဲမှန်တပင်ဗန်းမှန်နေနဲ့တီအိုတစ်ဖို့တွေတွားရှာမယ်လို့လာခေါ်သွားလိုက်ပါတယ်ကြာညိုနင်ပြက်ပြန်ပြီလားဆော့ဆော့စစ်စစ်ဘာလို့လာတော့လဲကွာ ကျမအဲ့လိုကောင်းတော့ရှိသေးတာကိုလှန့်သွားပဲဟိုကလေငါနေ့ကိုနိုးပြောခင်းနေဘာတွေသွားရှာမလို့ပါအဲ့ဒေါတော်ရမသေဦးတစ်ဖို့တွေတိမင်ဗမ်းမန်တွေအရင်များတာတဲ့ပြီးတော့အခုရသည်ဆိုရင်မြင့်ခွေရအရင်စားလို့ကောင်းနေစို့ပဲဟာအာအေးအေးသွားဆိုရင်လည်းသွားပေါ့ဟေးသူတို့နေ့ကတော်တယ်ရောက်သွားတဲ့ချိန်မှာတော့ဘလို့ဆက်လို့ရမလဲဆိုတာကြာညိုကစဉ်းစားနေခဲ့ပါတယ်ဒီမှာကြည့်အောင် စီးပြိုသေးတွေကျွေးနေတာအများကြီးပဲအေးဟုတ်တယ်ဒါဆိုရင်ကြပြိုနေအပင်ပေါ်ကြက်ပြအပင်ခါလိုက်လေငါအအောင်နေပြီးကောက်မယ်တော်ပြီတော်ပြီဒီစီးပြိုတည်းကအရန်ခါတယ်နင်းဘလို့စားမှလဲပြီးတော့အပင်ကအမြင့်ကြီးပဲငါတက်ပြီးတော့ပြုတ်ကျလာလို့ရှိရင်ဘလို့လုပ်မလဲတော်ချက်နေကိုတီဟာနဲ့မရလိုက်ပဲနေဦးမယ်ကြပြိုနင်းကအမတယောက်ဖြစ်ပြီးတော့ငါ့ကိုဒီလောက်လေးတော့မကူညီနိုင်ဘူးလားငါ့ချစ်တော်သားမနာလို့ရတော့ ဟိုအထိတ်ထိငါဘာသာငါတက်ပြီးခူးလိုက်ပါပြီ။နင့်ကိုခက်ခက်ရဲရဲနဲ့ခိုက်မနေတော့ဘူး။အေးပါဟဲ့တက်ဆွေနဲ့ငါတက်ပြီးမယ်ဟုတ်ပြီလား။ပြောပြောဆိုဆိုနဲ့ကြာပြောရလေ။စီးဖြူသေးပင်ပေါ်တက်သွားတာထိတ်ကြားရောက်တဲ့ထိပါပဲ။ထိတ်ပြားရောက်လိုက်တဲ့ချိန်မှာတော့ဂျာညိုဟာကြည့်ပြီးတော့အဲ့ရဲ့ပင်ပေါ်နေတာပြုတ်ကျလိုက်ရင်တေမှာအမှန်ပဲဆိုပြီးချေရင်ကနေဂျာနဲ့ခုတ်ထွေးနေခဲ့ပါတယ်။ပါတဲ့လုံးဟာဂျာညိုနင်ပါတယ်လောက်ညာတော့ ။အော်၊ကျမပျော့စိတ်တယ်လေ။အပင်ပေါ်တက်နေတာတော့ကျနေနင်းပေါ်တက်သွားပြီးတော့နင်းကိုကိုက်ရင်ပြုတ်ကျလာမှာဆိုလို့ငံဧည့်အကောင်တွေကိုတတ်နေတာပါဟ။ဒီလိုနဲ့ကြာညိုကလည်းစီးဖြူသေးပင်ကို အာဘာတရားနဲ့ခုတ်နေခဲ့ပါတယ်ခုတ်ရင်းခုတ်ရင်းနဲ့ပဲစီးဖြူသေးပင်ကလဲချခါနေရောက်လာခဲ့ပါပြီ။စီးဖြူသေးပင်လဲချလာတဲ့ချိန်မှာတော့ကံကောင်းထမစွာနဲ့ကြာဖြူကလွတ်မြောက်သွားခဲ့ပေမဲ့မထင်မှတ်ထားစရာတစ်ခုကကြာညို အာကျော်မန်တက်နဲ့ခောက်နေတဲ့စီးဖြူသည်ပင်ကသူ့ပေါ်မှာပြိကျလာပြီးတန်ရာကြီးကြီးကျယ်ကျယ်ရသွားခဲ့ပါတယ်။ကြာညိုကတန်ရာကြီးကြီးမမရသွားခဲ့ပါတယ်။အမလေး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 ဖျားဖျားကြာညိုနင်းပရစိတ်တွေဘလို့တက်ညာတော့အဖေကနင်းပေါ်ပြိကျတဲ့ချင်းနင်းဘလို့များလောက်ညာတော့ဟဲ့အမလေး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 အေးနားလိုက်တာကြာဖြူငါ့ကိုကူညီအောင်လေဟာ ။ငါလဲနဲ့ကိုအိမ်ပြန်ခေါ်သွားတော့မလို့လေ။တဲလေးတို့ရေဟုတ်စွာအရန်ကိုစဖို့ကောင်းတယ်နော်။သူများကိုလောက်ကြံတလို့ကိုကအရင်ဆုံးပြန်ခံရတာပါ။အဲ့ဝတ်တခုကြောင့်ဂျာညိုဒုခိတဘဝရောက်သွားတဲ့အထိလှုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့အိမ်ပြန်ရောက်သွားတဲ့ချိန်မှာတော့သူ့အဖေကဘာကိစ္စကြောင့်ဒီလောက်ထိကြောင့်တန်ရကြီးကြီးမမရသွားရလဲဆိုတာအကြောင်းရင်းကိုမေးနေခဲ့ပါတယ်။အဲဒီအချိန်မှာဂျာညုံက ဖြစ်ပြသည်မကိစ္စအဝဝကိုရှင်းပြလိုက်ပါတယ်အဖေသမီးတောင်းပန်ပါတယ်ကြာဖြူငါတောင်းပန်ပါတယ်နော်အခုလို့ဖြစ်ရတာငါနေပေါ်အရန်ကိုမနာလို့ဥတို့မိလို့ပါပဲအခုကအစပြောငါနောင်တရပါပြီပြီးတော့ငါကလည်းအရင်လိုလမ်းပြမချောက်နိုင်တော့ဘူးဟာဟုတ်ပါပြီသမီးလေးရယ်စိတ်တက်လဲတအားကြမနေပါနဲ့ဒီတိုင်းအဖေတို့ဝိုင်းပြူဆူရှောင်းရှောက်ရင်း ို့တသွားရင်အရင်လိုပြန်လန်းလျှောက်နိုင်မှာပါသမီးရဲ့ပြီးခဲ့တာတွေလည်းပြီးသွားပါပြီစိတ်တီးခိုက်မနေနဲ့တော့နော်သမီးဖြစ်ပြတဲ့အရာအလုံးကိုသင်ခန်းစာယူသွားပါသမီးလေးရဲ့ပြီးခဲ့တဲ့အရာတွေကလည်းငါလုံးဝစိတ်ထဲမထားပါဘူးကြာညိုရဲ့ဒီနောက်ပိုင်းကိုယ့်အကိုပြုတ်ပြင်ပြောင်းလဲနော်ညီမလေးကိုယ့်အကိုလည်းကြယူဆိုင်ဒရာမမြင်မြန်လန်းလျှောက်နိုင်မှာကိုယ်စိတ်ကိုလည်းလူကောင်းပြောင်းပြုတ်ပြင်ပြောင်းလဲပါတော့အခုကစပြီး အမမင်းသားမမနေရတော့ဘူးအမမင်းနဲ့ဝေးရတော့မှာညီမလေးရဲ့ကျေးဇူးတင်ပါတယ်အမအမညီမလေးပါပဲလို့လို့ညီမလေးကိုမမုန်းချဲ့ပြင်းအဖေနဲ့ညီမလေးကိုပါရှာဖွေကြွေးမွေးလာတဲ့အတွက်အမရန်ကျေးဇူးတင်ပါတယ်ဒီလိုနဲ့သုံးလေးပတ်လောက်ကြာလာတဲ့ချိန်မှာရက်ကောင်းရက်မြက်ရောက်လာတော့တီဟာမိပစုံနေစွာနဲ့ကြပြူလာတောင်းရပါတယ် လာတောင်းရန်ပြတဲ့ချိန်မှာသူတို့တရားမင်္ဂလာပွဲကိုခန်းခန်းနာနာနှစ်ဖက်သားမိဘစုံလင်စွာနဲ့မင်္ဂလာပွဲကိုကျင်းပလာကသူတို့သားနဲ့သူတို့သမီးကတယောက်ပေါ်တယောက်တစ္ဆာစကားဆိုဖို့အချိန်ရောက်လာခဲ့ပါတယ်။ကြပြုံးကိုမင်းကိုကဘာတီသွေးချစ်သွားမယ်နော်။ဟုတ်ကဲ့ကြပြူလေကိုကဘာတီသွေးချစ်သွားမှာပါကိုရဲ့ သူတို့နေရာလက်ထပ်ပြီးသွားတဲ့အချိန်မှာတော့မောင်တထမ်းမေတွေ့ရဆိုသလိုနေရောက်သားစူးစားပန်းစားနဲ့လောက်ကင်ရှာဖွေလာကတတိလူမယာနေရောက်ဖြစ်လာတဲ့ထိပါပဲအဲနောက်သူတို့ကဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ရှေ့ဆက်သွားကြပါတယ်နန်းလီတို့ရဲ့ဇလန်းလေးရတော့ဂျမာတင်ပြီးဆုံးသွားပါပြီရှင်နောက်ထပ်ဇလန်းတွေမှာလည်းဘလို့စိတ်ဝင်စားစရာဇလန်းကောင်းလေးတွေကို လာရောက်တင်ဆက်ပေးသွားမလဲဆိုတာသောမြေကြည့်ရှုအားပေးကြပါအောင်ရှင် ကြည့်ရှုအားပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်။